ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရန်တော်မောင်မောင်တော့ကိုအပီဖက်ပါခြင်းပါတယ်ရန်တော်မောင်မောင်တော့ကနေနဲ့အဆက်ပြတ်သွားတာခြာသွားပြန်ပြီပေါ့နော်ဒါနဲ့မှမရန်နေနဲ့ခြာသွားပေါ့ပါရန်တော်မောင်မောင်တော့ရန်နာဘုံနန်းတွင်မြို့ဝဆက်လက်များဤစာအုပ်ကိုဆရာမောင်ပင်ငယ်ကရေးသားခဲ့တာဖြစ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်တန်တဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင် ပရမအိုင်းနေမှာတော့ဒီဒီဘမင်းဒီဘမင်းอ่ะပေါ့နော်ဖရမိတ်မတယောက်တည်းပဲယူထားရတယ်မိဖုရားနှစ်ပါးတည်းပဲကြည့်တယ်လို့ပြောမကန်ရအောင်လို့ဆိုပြီးတော့သူ့ဖုရားလက်ကသူ့ရဲ့ညီမတော်ပါထည့်ပြီးတော့ပေါ့နော်တတရားသူ့ဖုရားပြင်တယ်ထားရှိပေးတယ်ပေါ့နော်ဒါမှလည်းမိဖုရားတပါးလို့ဆက်ဆံခြင်းတော့မခံရဘူးပေါ့ ယခုအခါခင်ဝင်မင်းကြီးမှာပြန်လည်ရေးပြီးခံရတော့ဘလို့လိုချင်နေမျိုးဖြစ်နေပြန်လေသည်ခင်ဝင်မင်းကြီးဒီအနောက်နိုင်ငံများသို့ခရီးထွက်ခဲ့မှုတွေအတွက်ဘ ഹു ဒုတာနှင့်ပြည်စုံသည့်ဖြစ်နေရာအထူးသဖြင့်ပြင်သစ်အင်္ဂလိပ်နှင့်ဂျာမနီနိုင်ငံများတို့နှင့်အိုင်ငံ၏အဆက်အသွယ်များရှိခဲ့လေသည်ခင်ဝင်မင်းကြီးသည်လွတ်တော်ရန်တွင် ဖြစ်စီအခြားတနေရာရာတွင်ဖြစ်စီထိုင်နေလျက်အရှိတိုင်းတွင်ဖြစ်ပေါ်လေရှိသောနိုင်ငံတွင်ဆက်ပေါင်းခုံ မှုမျိုးဖြင့်မိမိနိုင်ငံအားအကျိုးရှိအောင်အခြားသောနိုင်ငံနှင့်နိုင်ငံများနှင့်မိတို့အကွက်စီ၍ကစားရမည်ကိုအမြဲတမ်းတွေးတောလျက်ရှိနေလေသည်အကြိမ်ရသနိုင်ငံတနိုင်ငံနဲ့အာမြန်မာနိုင်ငံအာအလွန်မင်းချစ်ခင်ကျွမ်းဝင်ခြင်းမျိုးမဖြစ်အောင်ပြုလုပ်ထားနိုင်မှာကနိုင်ငံကြီးများအနေဖြင့်မြန်မာနိုင်ငံအာလက်ဝဲကြီးအောင်လျက်မိမိသားကြီးစိုးလူသည်အင်္ဂလိပ်တို့အာ၎င်းတို့တွေရေစုပေါင်းနဲ့တွဲ၍ခုခံမောင်းထုတ်ပေးနိုင်ကောင်းရဲ့ဟူ၍စဉ်းစားဆင်ခြင်ပုံလဲရလေသည် ကျွေးမင်းကြီးဒီအီဂျန်စီကိုမိဖုရားကြီးစုဖုရားလက်ရှိတွင်တင်ပြလေရာဒီဘောမင်းကလည်းဒီမှာနားထောင်တော်မူနေနေသည်မိဖုရားနဲ့ဒီမင်းမြတ်တို့ကသူ့အီဂျန်စီကိုနှိမ့်ချသဘောကြမိနေသည်ကျွေးမင်းကြီးစိတ်ပါလက်ပါလှုပ်လှုပ်ခိုင်းနေသည်ကိုကြည့်ရသည်မှာစိတ်ဝင်စားစရာကောင်းလာပေသည်ဒီဘိုးကြီးသည်အစဉ်လာအရှိန်ဝါရီကိုစောင့်တိန်လျက်ထိုလောကတဲတွင်ခြင်းလည်းနေရစေကမူသူမှာကြံလူများနဲ့ကွဲပြားခြားနားလျက်ရှိနေကြောင်းသိနိုင်ပေသည် သူ၏အရေးများတွင်နေပြီဖြစ်သောမျက်နှာမျက်နာပေါ်တွင်ပညာဉာဏ်ဘဝသူဒ္ဓပြေဝမှုလက္ခဏာများလည်းပေါ်လွင်လျက်ရှိသည်ဤချိန်ပိုင်းတွင်ဥရောပတိုက်သူတန်ကိုယ်စားလှယ်ဖွဲ့တစ်ဖွဲ့ဈေးလွှင့်ရန်အတွက်သဘောတူထားကြလေသည်ဤဘက်မှာနိုင်ငံ၏ကိစ္စလုံးဝမပါဘဲကုန်သွယ်ရေးနှင့်လောကရပညာစီးပွားရေးတက်တက်အတွက်ဖြစ်လေသည်ဤကိစ္စအတွက်ကြောင့်ပင်လင်မြန်မာကိုယ်စားလှယ်တော်များဥရောပသွားရောက်ရေးကိစ္စကိုရရက်မအေးပဲဖြစ်နေသော မြန်မာပြည်ရှိဗီဒီရှဝေရှင်တော်မဟာမင်းကြီးအားအကျိုးကြောင်းတင်ကူး၍အသိပေးထားပြီးပြင်ဖြစ်လေသည်ကိဝေမင်းကြီးကိဝေမင်းကြီးအစီအစဉ်၌ဤကိုဇလဲဖွဲ့သည်မျက်နာမလိုက်ဗတ်မှာပါပဲပြင်သစ်ဂျာမနီနှင့်အီတလီနိုင်ငံများသို့သွားရောက်မည်ဖြစ်လျာပြမဥစွာဖရင်မျိုးတို့သွားရောက်မည်ဖြစ်လေသည် ဒီဘက်ကိုဒီဘမင်းဤပြင်သစ်အမှုတန်းတူဖြစ်သူကောင့်တီထရီဗလက်ကဥဆောင်ပြု၍တားကြရမည်ဖြစ်လေသည်။ရွှေနန်းတော်အတွင်နိုင်လှောက်ရှားမှုများမှာအချိန်ကောင်းလျက်အသက်ဝင်လာနေပြီသည်။ဒေမင်းမြတ်ယမှုတော်ထမ်းရွက်နေကြသောနိုင်ငံခြားသားများသို့ပေးရန်ရှိသောလကများကိုသူတို့သည်ယခုထက်တိမရရှိကြသေးပြီ။သူတို့တွင်မှအလောင်းစားသမားများကဲ့သို့ပင်ဇွဲကားကောင်းနှင့် ဘာသာများကိုဆက်လက်၍မျှော်လင့်ဆောင်စားခြင်းရှိနေသည်အမှန်မှန်မူနိုင်ငံခြားသားများသည်အလောင်းစားအရာ၌မြန်မာများကိုမိကြခြင်းထီယုံများထားသည့်အတွက်နိုင်ငံနှစ်နာလာသည့်လူတွေဆင်းရဲဒုက္ခရောက်ကြရသည်မန္တလေးမြို့တော်သူမြို့တော်သားများသည်မိမိတို့တွင် လက်ကျန်ပတ်စံရှိသည့်ဘာကထီကိုသာစွန့်၍ထိုးရကြသည်နေရာတိုင်းတွင်ကိုသားရမြထားကြလျင်ဆင်းရဲဒုက္ခရောက်လျင်ရှိကြလေသည်ဒီအတွက် ကောင်ကူးတန်းရဝယ်ကိစ္စနိုင်လုံခြုံမှုမရှိနိုင်ပဲဖြစ်နေရလေသည်လအငဲအနှဲငယ်တွင်မှာပင်နေကြကိုဖြတ်ကျော်လဲဒီဒီရှဘက်ကိုဝင်သားသူအရေးတဲ့မှာပို၍တိုးပွားလာသည်စောပါချူကချမ်းသာလာသည် ပို့ဆက်မြဲလက်ဆောင်များမပို့ဆက်တော့ပဲရှိလာသည်ပမာရင်လူစုတရုတ်များဝင်ရောက်တိုက်ခိုက်သည့်အတွက်လေသိမ်းမှုရုံးစုဝင်ကိုဆက်လို့၍တိုက်ခိုက်နိုင်နေစေရသည် ဗမာရင်မငြိမ်မသက်မှုများဖြစ်ပေါ်စားအခါကရန်ကုန်သို့ဆောင်ဆင်းသားသောအမေရိကန်နစ်ချင်းသာသနာပြုပုဂ္ဂိုလ်၏စနီးများသည်ဗမာရင်အေးစေးသောအခြေအနေကြောင့်အထက်သို့ဆန်တက်ရန်အတွက်ဗန်ဒလီသို့ဆောက်ရောက်လာကြသည်စနီးတန်မိမသားများသည်မိမိတို့ခင်မွန်းတဲ့လင်ယောက်ျားတို့အပေါ်ဝယ်ရှိနေကြလို့မိမတက်မဲ့တာပင်မဟုတ်ပါနော်နေ့စဉ်ရဲ့မြအတိပေါ်မြင့်သည့ နေပင်များမှာမင်္ဂလာမရှိသောတရင်များကိုသာကြားနေရလေသည်။နေ့စဉ်လုံးတွင်စုပြလက်သည်ဒိုင်တာမင်းကြီးတို့နှင့်တိုင်မြင်လျက်အဝေးမြို့များမှာပို့ချသောဓမြလူစုများအားတောက်ပင်ရန်အမိန့်များထုတ်ပြန်ကြရသည်။ဤသို့တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ်မှာပင်တနည်းတိုင်းဆူရသောတောက်ပင်မှုကြီးတစ်ခုပါပေါလာသည်။ဤလူတပ်ပွဲကြီးသည်လွန်ခဲ့သောနှစ်ကမင်းကြီးမင်းသားများကိုတောက်ပင်မှုကြီးထက်ပို၍ဆိုးဝါးလေသည်။ဒီရေးမှာလည်းရနာမင်းသားနှင့်ဒိုင်တာမင်းကြီးကပေါင်းဆောင်လေသည်။ ဒီကျင်းသားများကနိုင်ငံရေးပြည့်ချက်နဲ့မကင်းသူများနဲ့ရိုးရိုးအရတားများလည်းပါဝင်သည်။တီဘောဘီယန်တန်တို့ဒိုင်တာမင်းကြီးကကောင်းဆောင်ပြုကဝင်ရောက်ပြီးနိုင်ငံရေးကျင်းသားများကတီဘောဘီယန်အားလုံးကျင်းရန် အကြံစီပြုနေကြောင်းတင်ဆောင်ရပြီးဤတောက်တင်မှုကြီးကိစ္စစတင်လာတော့သည်။ချင်းနိုင်ငံရေးချင်းသားများတဲ့တွင်အပြင်ဘက်မှလူလာသူများလည်းရှိနေလျက်သူတို့တွေမှာထိုချင်းသားများအားအကူအညီပေးရန်အစဉ်သင့် ဖြစ်နေကြသည်ဟုဆိုသည်ဒီကာလဝယ်စုပြလက်သည်ရခင်ကကာလာများကလူအပြူတော်တတိုင်းနှင့်ဥယင်တော်တွင်သို့ထွက်လိမ့်မရှိတော့ဘဲအဆောင်တွင်၌သာဆိုရင်မကင်းရှိနေတော်မူသည်ကိုတွေ့မြင်ရလေသည်နေဝေသည်နှင့်တပြိုင်တည်းဆက်ပွဲများမှဆိုင်းတန်ပုံတန်များသည်ယခုချိန်ထိတိုင်အောင်ရနာသည်ဟုမရှိခဲ့ပါသည်တပင်ပွဲများကိုအဆက်မပြတ်ခံမြက်ခံလျက်ရှိရာမှဆိုင်းတန်ပုံတန်များသည်ပို၍ပို၍ကျေလောင်လာသည်ဟုထင်မှတ်နေရလေသည် ထိုညတညလုံးတွင်ကောင်းငရန်၌မိယာများချင်းဟန့်နေသည်နီနီရဲ့အရာများသည်အဝေးမှပင်ပူဆောင်လျက်ရှိသောဖြင့်အရုံချင်း၍အလင်းပလာသည်နှင့်သူတို့စိတ်ထဲတွင်ကောင်းငရန်တွင်ပေါပောက်ကဲ့သို့မိနံများလည်းရင်တက်၍သွားလျော်သည်ရောင်မင်းသားနှင့်ဒိုက်တာမင်းသားကြီးတို့သည်ဒိုက်တာမင်းကြီးတို့ရမိန်ဖြင့်ညရင်ချင်းအချင်းထောင်များကိုမိွှွပြစ်လိုက်ကြသည်မိလောင်သည့်အထဲတွင်ပါဝင်မသွားဘဲ ုံပြောင်လာသောအကျဉ်းသားများအားရက်ဆက်စွာတက်ပြတ်ပြကြသည်။မင်းညားကကောင်းငင်မြေမြေပေါ်ပေါက်ခဲ့သော မီးလျံရောင်ပြီးထုံညားဘက်စီကရန်အောင်မင်းသားနှင့်ဒိုင်နာမင်းကြီးတို့၏ကျန်းတန်းသောမျက်နှာများပေါ်ဝဲရောင်ပြန့်ဟန့်နေကြလေသည်။ဒိုင်နာမင်းကြီးသည် ပစုကိုဂရောင်းချိုင်းလျက်တလွတ်ကိုလက်တွေကင်ဆွဲပြီးအပေါင်တွင်းမှအသက်လူရထွက်ပြေးလာကြသောကာကွယ်မဲ့နေသည့်အကျဉ်းသားများအားသူနှင့်မောင်မောင်တို့တို့ကဥစားမီတက်ပြတ်ခဲ့ကြလေသည်။ရင်းတို့အတက်ပြတ်ခဲ့ရ၍တေသူများ မိလောင်ချမ်းရွေတည်သူများခလေးလူကြီးယောက်ျားမိန်းမစုစုပေါင်း200နဲ့300ကြာရှိမည်ဟုခန့်မှန်းရလေသည်ဒီဘောမင်းသည်ဤသူတို့ရင်လောင်းများကိုမြို့ရင်နောက်ပြင်သို့တက်ယူစေလျက်မြေမြုပ်တကြခြင်းမပြုစေဘဲဒီတိုင်းသားရှိရန်မိန်းတော်ချမ်းမှန်းလိုက်သည်ဤသူသားရှိစေခြင်းမှာဘေးမင်းမြတ်အားလောက်ကျန်သူများအတွက်သင်ငန်းစာရရှိရန်အတွက်ဖြစ်လေသည်အလောင်းများသည်မြေမှာပြန့်ကျဲနေသည်ဒူဝဒူထက်၍ လဲကြနေသူများလည်းရှိသည်အေးအလျားလိုက်လဲကြနေသူများလည်းရှိသည်သူတို့တွေမှာတီတာတောင်းမှဖြောင်ဖြောင်တန်တန်မတည်ကြရရှာပြီအလောင်းများသည်ဤတိုင်းရှိနေနေရခွေးများဝက်များလရများဝင်ရောက်စားတော့ကြသည်လူဒီကောင်မှပုံနဲ့များကလည်းတခြားနောက်ထားလည်းရှိသည်အေးအော်ရင်မြေကျဲတွင်လည်းဘေးရမီတင်မများသည်အချက်အောက်လူလာဆောင်ဆန်လည်းအလောင်းများဟိုကြည့်သူများအခမဲ့တင်ဆောင်လည်းရှိသည် ဤသို့ဖြစ်ပြန်နေသည့်အထက်မှပွဲလန်းသမင်းများမှလည်းမပြတ်မလတ်အောင်အသောတော်ခံရပြင်ရှိနေသည်ဒီရေခင်ကိုဆောင်းလင်းစွာသိရှိတာပြီဖြစ်သည့်ဆန်ဒရီနိုသည်သူတွေ့ကြုံရသောဖြစ်ပျက်များကိုစိုးရင်ပူပန်မိသည့်အတွက်ဒီဒီချာတို့နေဖြင့်အထက်မြမပြီကိုဝင်ရောက်ထိန်းသိမ်းပြင်ရန်စာရေး၍အကြောင်းကြားနိုင်လေသည်တို့ရရင်ရန်ကုန်ဘပြန်လည်ရရှိလာသောတရင်များကအောမရနိုင်စရာဖြစ်နေသည် အိန္ဒိယမှာဆိုရသည်အိန္ဒိယနိုင်ငံများ၏ပြည်တွင်းရေးများကိုဝင်ရောက်နှောက်ယှက်ခြင်းပြုလိုသောစံတော်မရှိကြောင်းသိရသည်အခြေအနေမှာရှေ့မတိုးနောက်မဆုတ်သာသောကွာဒီကွာကြအခြေအနေမျိုးဖြစ်နေသည်ဒီဒီချာတို့သည်ပထမပိုင်းရက်ဆက်မှုတွင်ဝင်ရောက်လက်ရှုံနှင့်ပါဝင်ဟန်တာသိမ်းသိမ်းခြင်းမပြုလိုက်ပဲအိန္ဒိယတွင်လည်းမင်းသားနှစ်ပါးအားလက်ခံပြုလျက်ဒီဘမင်းသားအားနန်းတက်ခြင်းကိုလက်ခံနေခြင်းမှာတော်ကြီးကွာကြနေသောအနေအထားဖြစ်သည် အကယ်၍သာကန့်ကွက်စွာပို့ခဲ့လျင်စာနာမှထိရသောရည်ယူမှုများလိုက်ပါလာရမည်ဖြစ်သည်သို့ဖြစ်သောကြောင့်အောက်မြန်မာပြည်ဤဝန်ရှင်တော်မင်းကြီးဘာနတ်ကမြန်မာမင်းတန်ရှုံချသောစာများပို့လွှင့်ရန်အကြံပေးချက်အားအိန္ဒိယဆိုရာကပေးချခဲ့ခြင်းဖြစ်လေသည်။ရွှေနန်းတော်အတွင်းမှာကတီတိုတီတိုနှင့်တရင်ကလေးများလည်းတရားမှတရားဖောက်တဲ့ခြားလည်းရှိသည်။ တိုင်းတော်မင်းကြီးသည်သူ၏နိုင်ငံ၏ရံပန်များအားထောင်သွင်းခြင်းချတာနှင့်အစုလိုက်တုတ်တင်ရန်ကြံစီနေကြောင်းသတင်းများလည်းပြန့်လွင်နေသည်။ဒီသတင်းများသည်ဟုတ်မှန်ပေါ်ရဘက်ကပိုများ၏အကြောင်းနည်းဟုမူတိုင်းတော်မင်းကြီးနေဖြင့်ကိုယ်ဝင်မင်းကြီးသည်ရေးပေးခြင်းခံနေရပြန်သည့်အတွက်မလိုမလားဖြစ်နေပုံရသည်။အခုချိန်ဆိုရင်ကိုယ်ဝင်မင်းကြီးဩစာချိန်ကလည်းအနေငယ်တက်စာပြုလာပြီးဖြစ်ပါတော့။ ကိဝင်မင်းကြီးကသူ့အားတနည်းနည်းဖြင့်ထုတ်ပြန်ရအောင်ကြိုးစားနေမိဟူ၍လဲစိုးရင်ပူပန်နေပုံရနေသည်။ထောင်ထဲမှာအကျဉ်းသားများအာမီရှိုလျက်အစူလိုက်တောက်တင်ခြင်းကိစ္စမှာချိုချိုတင်ရဲ့ကွက်စီရွယ်ချမ်းစီမူကြီးဖြစ်နေသည်ဟုတန်တရားမကင်းမှုများလေးချဲတွင်ပြန့်ဝဲလျက်ရှိသည်။အချို့သောအကျဉ်းသားများအာသူတို့ကိုထောင်းအုပ်ထောင်မှုများကထွက်ပြေးခွင့်ပြုထားမည်ဟုပြောထားကြသည်ဟုလည်းပြောကြသည်။ ထောင်အုပ်ထောင်မှုများကလည်းသူတို့မှာအကျဉ်းသားများ၏မိဘဆွေမျိုးများလက်တော်ထားသည်ဟုအတန်တွင်သား၏အပံမှာထောင်အုပ်ထောင်မှုတို့အားအကျဉ်းသားများ၏ရန်သူဘက်မှလက်တော်ထားခြင်းသာဖြစ်သည်အကျဉ်းသားများသည်မျောလင်းချက်ကြီးစွာဖြင့်အချုပ်ထောင်ကိုဖောင်ပြန်ထွက်လာကြရာတွင်အသင်းဆောင်ဆိုင်နေသောရွှေလန်တပ်သားများကအေးအေးဆေးဆေးဖြင့်တန်တန်းနဲ့ပြည့်ဓာတ်နှင့်ခုတ်ပန်းကြတော်သည်ဒီရက်ဆက်မှုကြီးကိုဥဆောင်ကြသူများကနိုင်တော်မင်းကြီးနှင့်ကျွံ့ရောတော်တို့ဖြစ်သည့်ရွှေလန်မြို့ဝင်တို့ပင်ဖြစ်သည် ဒီရင်ရင်ရန်တော်ဝင်းသားမောင်မောင်တို့လည်းအရေးကြီးသောအခန်းတစ်ခန်းမှာပါဝင်ခဲ့သည်ဟုဆိုကြသည် ဖြစ်နိုင်ပေမည်မိမိကျေးဇူးရှင်အသက်ဦးဆောင်မှဖြစ်သောပရိမင်းများအတွက်အယောကျေကျေရေကန်ကန်လှူဆောင်ပြီးမှကတက်မရာပဲဖြစ်သည်။သူတို့ကပဲလင်ထောင်တွင်းမှကျင်းသားများကဒီမင်းမြတ်အားလှုပ်ကြံရပုံကံချင်းဖြစ်သည်ဟုသောတရင်ကိုဖြစ်စေလေသည်။အချင်းထောင်မှအချင်းသားရပေါင်းများစွာအတွင်မှအချင်းသားချို့သာလွတ်မြောက်သွားသည်။ ဒီရေခွင်နဲ့ရောင်ရမ်းမင်းသားရင်နီးကပ်ဆုံးသောဆက်နွယ်မှန်သမျှအားလုံးတုတ်တင်ခြင်းခံလာရသည်။ထောင်တွင်မှချုံတောင်ထားခြင်းခံရသောရောင်ရမ်းမင်းသားမေရိုနှင့်နမရော်တို့၏အကြောင်းကိုမူကားတည်င်းစားနာမျှပင်မထားရတော့ပေ။အင်းများသည်ခရိုင်းကဲ့သို့နေသားတကြဖြစ်သွားပြန်လေသည်ဖာရစီဇက်တပင်အဖွဲတစ်ဖွဲရောက်ရှိလာလျက် ရွှေနန်းတော်ရဲတွင်ကပြတုံးတော်ကံလည်းရှိသည်မြို့တော်ပြင်ပတ်တွင်က တိုင်တာမင်းကြီးနှင့်သူ၏လူယုံတော်များသည်ဆင်ကြီးများစီးသည့်လမ်းသလားနေရင်ကသူတို့လာတွင်လမ်းဘေးမှဒူးတုပ်၍အယုဒေမပေးသူများကိုချိန်ဖြင့်ရ၍ဆောင်းမနေကြသည်နေပြီးတော့တဝင်းလုံးတွင်မူကားဆိုင်နံပုံတံများမှနေ့မစဲညမရဆက်၍ဆက်၍တစ်ချိန်ချိန်တည်းတည်းပေါ်လာလျက်ရှိနေလေသည်ဒီနောက်အခြားဖြစ်ရတကူလည်းဖြစ်ခဲ့ပြန်သည်ဒိုစင်ကအင်္ဂလိပ်နယ်ပါဖြစ်သော အောက်မြန်မာပြည်တကုံမျိုးတို့ထွက်လူဆဲဆဲဖြစ်သောအင်္ဂလိပ်ပါ ARV Flotilla ကော်မတီပါမီတင်မော့ကိုနေသိင်းအတွင်းဝင်၏ရေဘက်ဆိုင်ရာကင်းမှတရင်ရဖန်စီထားလိုက်သည်တီမောမော်ရင်ပါရှိနေသောတကုံမျိုးတို့ခီးထွက်မိမြန်မာခီးတဲ့30ခန့်ကိုဖန်စီလိုက်သည်ဒီဒီချိန်တော့လေသိင်းအတွင်းဝင်တို့ကခွက်ကြောင်မြင်သွားသည်ဒီဖန်စီလိုက်သည့်ခီးတဲ့30ပါတခြားသူများမဟုတ်ထွက်ပြေးတင်းရှောင်နေသည့်ညောင်ရမ်းညီနောက်၏တပြည့်တပန်းတစုဝင်ဖြစ်သည့် ။ရောင်ရမင်းသားကြီးရဲ့အတွင်းစာရတကုံမျိုးတို့လိုက်ပါကြရန်ဖြစ်သည်။ထိုကိစ္စကိုလေသင်းအတွင်းဝင်ကတရင်ရတာသဖြင့်ဖန်ဆီးလာခြင်းဖြစ်သည်။အီဒီကိုအင်္ဂလိပ်တန်မှကြီးမစ္စတာရှောကအထူးမကန်မြန်နိုင်ဖြစ်ပြီးမြန်မာစိုးရတန်တို့ကန့်ကွက်စာတစ်စာပို့လိုက်ပြန်သည်။ဆိုပါစာကိုနန်းတော်အတွင်းမှအသေးချစွာလေ့လာသည်။ပြီးမှကင်းဝင်မင်းကြီးဦးကောင်းလက်မှတ်ဖြင့်ပြန်ကြလိုက်သည်။ကင်းဝင်မင်းကြီးဦးကောင်း၏ပြန်စာတွင်မူ ီဘုံမြန်စီပြမီကာနယ်ဝိုင်ဒန်ဆိုသူနဲ့မြန်မာတစုအချင်းဖြစ်ပါရသည့်တွင်မိမိတို့ကတောင်းပန်မှာကြောင့်ထို့သောရန်စားသည့်မြန်မာတစုကိုမိမိတို့မကြမီစုံစမ်းရဲယူမည်ဖြစ်ကြောင်းအင်္ဂလိပ်ပါ AR Plotila Temoki the 30ကိုဖန်ဆီးခြင်းမှာမြန်မာပြည်ကျေးဇူးများဖြစ်၍အခြားသောထွက်မသွားရန်ပြန်၍ကောင်းကင်ထားခြင်းများသာဖြစ်သည်ဖြင့်အပြစ်မဆိုထားဟုပါရှိနေသည် ထို့သောပြန်စားပို့ပြီးတွင်ရခင်ထုတ်ပြန်ကြေညာခဲ့ပြီးမော်မိတ်ဖြစ်သောအင်္ဂလိပ်ဆိုရာ၏ခြေတော်မျိုးကျော်တော်မျိုးလက်အောက်ကံဥရောပတိုက်သားများကိုမြန်မာရဲမဲရာရှိမှုတန်းများကရင်ပန်းခြင်းမပြုရဟုသောအမိန့်တရက်ကိုမြန်မာရဲမဲအရာရှိမှုတန်းများကဆိုသည့်နေရာတွင်မြန်မာရဲမဲ့ရာရှိမှုတန်းများနှင့်တိုင်းသူပြည်သားများကရင်ပန်နှိပ်စက်ခြင်းလုံးဝမပြုရဟုပြင်ဆင်ထုတ်ပြန်လိုက်သည် မြန်မာအင်္ဂလိပ်ဆိုရတော့ရဆက်ဆံရေးမှာပကံမင်းလက်ထက်တွင်ဖြစ်ပွားခဲ့သော မြန်မာအင်္ဂလိပ်ဒုတိယစစ်ပွဲကြီးပြည်တွင်ပြည်ပြည့်လာခဲ့သည်မင်းတော်မင်းတရားကြီးလက်ထက်တော်ရနေဆိုပွဲမရှိအောင်ကောင်းမွန်လာသည်ဒီအတွက်အင်္ဂလန်တို့ပင်ကိဝမင်းကြီးကောင်းဆောင်သောတန်တမန်များကိုဆင်လွတ်ခဲ့ပေးသေးသည်ဒီဘောမင်းနန်းတက်စာချိန်တွင်လည်းအင်္ဂလိပ်မြန်မာဆက်ဆံရေးပြည်ပြည့်မလို့လို့ရှိခဲ့ဤသို့သောမိကြီးမင်းသားများအတက်ခံရမှုညောင်ရဲညီနောင်တို့ထွက်ပြေးမှုများက အင်္ဂလိပ်တန်ပံများဝင်ရောက်ဆွဖက်သည်ဟုဆိုကအနေငယ်မတင်မတင်ဖြစ်လာပြန်သည်ထို့နောက်အင်္ဂလိပ်ရာရှိတော်နှင့်မြန်မာချို့မကြာခဏအချင်းများမှုများဖြစ်ပေါ်လာသည်ဒီအတွက်အင်္ဂလိပ်မြန်မာဆက်ဆံရေးမှာအနေငယ်ဒင်းမာလာတယောက်ရှိသည်တို့ရရင်အင်္ဂလိပ်တန်ပံမစ္စတာရှော့အီလိမ်မှာပါနက်မှုရွှေနန်းတော်အတွင်းမှာကိုယ်ဝင်မင်းကြီးမျိုးမြင်ရှိမှုများကြောင့်ဆက်ဆံရေးသည်မရော့မတင်ရှိနေသည် နေတွင်နေပြည်တော်တခွင်နဲ့လည်းအခွန်ပဏာတိုးတက်စေရန်ဟူသောရည်ရွယ်ချက်ဖြင့်ထီရောက်တော်များဖွင့်လှစ်ခဲ့သည့်ထီကိုတစ်လှဆယ်ချိန်ပြင်သည့်အထိကျင်းပမိသည်ဖြင့်တိုင်းသူပြည်သားများအားဝမ်းစေးဖော်ပေးသည့်နှင့်တူနေသည့်ဒီအတွက်တက္ကိုဓမြများလည်းပို့ရမြပြလာသည့်အစိုးရကပြည်သူလူထုအာရုံပြောင်းလဲရန်အတွက်ထီဘက်သို့ဦးတည်ပေးတော်လဲတိုင်းပြည်မှာမိအေနဂါနာပုံမျိုးဖြစ်သည့်ထီဖွင့်ပေးခြင်းကြောင့်လာစဉ်ဘေးရင်ငွေတိုက်တော်သူပန်နာငွေတသိန်းနှသားဝင်ငွေရှိသည့်သို့သော တိုင်းသူပြည်သားများ၏တက်ဝဲတွင်ငွေမရှိတော့ဘဲကျေးများသာအဖက်တင်နေသည်တီပွင့်ကစားဖြစ်၏ဒီဘောမင်း၏ထီတော်ဗြဟ္မပသူကိုစင်မော်ရင်ငွေထုတ်တင်လျက်အင်တာယာရောက်သွားပို့ပေသည်ဒါကိုလူများကအားကြကာသူထံကလူရည်တီတို့ကြလေသည်တီပွင့်ကစားတွင်လက်မှတ်တစ်ဆောင်ငါးချက်ဖြစ်၏ နောက်ထီထိုးသူများလာတဲ့ပြင်နှစ်ချက်တိလျှော့ကထီယုံကိုဇယုံခွဲပြီး36ကောင်ထိုးတဲ့ကဲ့သို့တနည်းဆယ်ချင်းဖွင့်ပေးပြန်သည်ဒီတွင်တန်းသူပြည်သားများမှထီဝသာအာယုံဆိုင်နေကြသည်ဖြင့်ရရှိလာသည့်အမျက်များမှကျွေးတင်ခြင်းစီးပွားရေးလုပ်ငန်းများပြက်လာခြင်းခက်ပေါက်ပေါက်နေခြင်းကျင်းပမှုကင်းများဖြစ်ပွားလာခြင်းဖြစ်သည်အကျုပ်သူများမှကုတ်မိမများကိုဝင်ငွေပေါင်ထားကထီထိုးပြည့်လျက်ရှိသည်ဟုသိရသည်ဤသည်တို့ကြောင့်ထီယုံများကို1943ခုနှစ်ပြသူလတွင် သိပ်ပြရလေသည်မန္တလေးမြို့ဈေးကျော်တော်နီးရုံတော်ကြီးဟုခေါ်သောနေရာမှာတီဘောမင်းလက်ထက်ကထီဖွင့်သောထီယုံကြီးနေရာဖြစ်သည်ဟုသိရသည်ဒီနေ့သူတာနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ဒီနေ့သူတာတရားချင်းစီနှုတ်မဆက်တော့เนาะနောက်နေ့ကျမှပေါင်းမိချိုင်းနှုတ်ဆက်ပါမယ်ဒီနေ့အားလုံးပဲတက်တာပါ ၅နိုင်ပဲကြာရင်ရောပြေတောင်မှာဆုံးမယ်နော်